မရင်ကျက်သေးတဲ့စိတ်တမာဓိတွေရင်ကျက်လာဖို့အတွက်အခြေခံအကြောင်းတရား၅မျိုးပြည့်စုံအောင်ရင်လောရမယ်တဲ့အဲ့ဒါပြည့်စုံမှရင်ကျက်မှုဆိုဖြစ်လာတယ်အလွယ်တကူနဲ့ညမှာမဟုတ်ဘူးကိုကိလည်းပဲတချို့တရားစခန်းတွေမှာကြားရတယ်နော်ကြားရတယ်မွေလိုတွန့်လိန်နေတာတို့ထကနေတယ်တို့ရှိတယ်လို့ကြားဘူးတာပဲနော်အဲ့ဒါလို့ အတိတ်ဘဝနဲ့ဆက်ဆက်ပြီးတော့စိတ်ထဲမှာပေါ်တဲ့အတိုင်းလျှောက်ပြီးတော့ဖြစ်နေတာတွေကတော့ရှိတတ်တယ်ပေါ့နော်ရှိတတ်တယ်သို့သောအဲ့ဓာတွေနောက်ကိုလိုက်ပြီးတော့မျောပါနေရမှာမဟုတ်ဘူးမိမိရဲ့တမာရီစွမ်းအားဝီရိယစွမ်းအားနဲ့ဓာတ်တွေကိုဖယ်ရှားပြီးတရားကိုတေချာရှုမြင်အောင်ကြိုးစားရမှာဖြစ်တယ်အဲ့ဒါလို့မကြိုးစားလို့ရှိရင်ဒီပေါ်မှာပဲပေါ်လုံးမျောပြီးတော့ပါနေတတ်တယ်ပေါ့ အခုမေဂိယမထေရကိုမြတ်စွာဘုရားဟောတဲ့တရားလေးတွေကိုမှတ်ထားပြီးဘာလို့ရတော့ဆိုမရင်ချက်သေးတဲ့စေတောဝိမု ക്തി လို့ခေါ်တဲ့တမာရီစွမ်းအားစိတ်ရဲ့စံကျင်မဲ့ကိလေသာတွေကလွတ်မြောက်ကြောင်းတမာရီရဲ့စံကျင်မဲ့ကိလေသာတွေကလွတ်မြောက်ကြောင်းအတွက်အကြောင်းအထောက်အကူ၅မျိုးရှိတယ်တဲ့အဲ့ဒီ၅မျိုးကဘာတော့ဆို နမတိကကလျာဏမိတ္တာဆရာကောင်းသမားကောင်းလို့တယ်နော်ဒါတွေကိုဖြောက်ပဲဖြောက်ပေးအောင်ဟောပြောပေးနိုင်တဲ့ဆရာကောင်းသမားကောင်းကလျာဏမိတ္တာမိကောင်းဆွေကောင်းလို့တယ်နမတိနောက်မိမိကိုယ်တိုင်ကကိုချင်းသီလပြည့်ဝဖို့လို့တယ်စင်ကြယ်တဲ့သီလရှိရမယ်သီလကျိုးပေါင်နေတာမျိုးလို့သီလမစင်မကြယ်ဖြစ်နေတာမျိုးလို့မဖြစ်เสียရဘူးတဲ့ နံပါတ်1ကတီလာနဲ့ပြည့်စုံအောင်ကြိုးစားရမယ်တီလာနဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်ကိုယ်တီလာကိုယ်ဆင်ញင်လိုက်တာနဲ့စိတ်ထဲမှာကျင့်တဲ့အာရမှုတွေဖြစ်လာတယ်အဲ့ဒီလိုဖြစ်လာသည်ထီအောင်ကိုယ်တီလာဆိုပါစို့၅ပါးတီလာစောက်တည်ထားရင်၅ပါးတီလာငါဘယ်တော့မှမကျူးလွန်ဘူးငါစောက်တည်လိုက်တဲ့အချိန်က၅ပါးတီလာငိုတဏ္ဍမှာပြည့်စုံတယ်ကျင့်တ်ဆရာကောင်းတယ်၅ဘဝမှာဒါအာကိုတစ်ခုကြီးရပြီလို့စိတ်ထဲမှာကျင့်တ်လောက်အောင်၅ပါးတီလာကိုစောက်တည်ထားတယ် ဟောတီလာရှိတယ်ပြီးတဲ့အခါကျတော့နံပါတ်3ကဘာတော့ဆိုရင်တရားစကားဒီတရားစကားကိုကြားနာဖို့ဆိုတာလေအရေးကြီးတယ်အဲ့ဒီတရားစကားဟာကမ္မထအလုံးနဲ့အိမတမသက်ဆိုင်တဲ့တီလာတို့တမာရီတို့ပညာတို့ဆိုတဲ့ဓာရီနဲ့ဘဝမှာဒီလောဘဆိုတာနေဖို့နော် ဒီပစ္စည်းလေးပါနဲ့ပတ်သက်တဲ့အရောင်ရဲထပ်ဖို့ဆိုတဲ့လိုက်နာချက်သုံးရမယ်အခြေအနေခေါင်းတွေဒီလိုတရားစကားမျိုးတွေဖြင့်ကိုယ်ရင်ထဲနှလုံးထဲမှာအေးချမ်းအောင်နားထောင်ပေးရမယ်တရားနာပေးရမယ်လို့ဆိုလိုတယ်နော်တရားနာပေးခြင်းအပြင်ရင်ထဲကအပူတွေဟာပျောက်သွားတယ်ဆိုတာတွေ့ခံစားရတဲ့ပုံကိုယ်တွေလည်းရှိပါတယ်နော်တွေ့ခံစားရတဲ့ပုံကိုယ်တွေရှိအဲ့ဒီလို့ လွတ်ပြီးတဲ့အခါမှာနံပါတ်၄ကကြိုးစားအထုတ်တဲ့ဝီရိယဝီရိယဆိုတာခုနပြောတဲ့မမှန်ကန်တဲ့အတွေးတွေကိုယင်တဲ့ကတွန်းထုတ်ပြဖို့လို့ဆက်လက်လက်ခံမနေရဘူးလက်ခံတာကိုလက်ခံလို့ဖြစ်တာဟုတ်ဒီအတွေးတွေပေါ်လာလို့ရှင်တွန်းထုတ်ဘာနဲ့တွန်းထုတ်အာယုံပြောင်းပြီးတွန်းထုတ်နော်အာယုံပြောင်းပြီးတော့တွန်းထုတ်အောင်အဲ့ဒါလို့ တခုခုနဲ့ပြောင်းလဲပြီးကမ္ဘာထအာယုံနဲ့တွန်းထုတ်ပြထားဝီရိယလို့ခေါ်တယ်။အာယုံနောက်မှမျောပါမနေပဲနဲ့မိမိမှမဲ့ထွက်လေဝင်လေမှတ်မယ်ဆိုရင်ထွက်လေဝင်စီမရရအောင်မှတ်နော်မရရအောင်မှတ်တယ်။အဲ့ဒီလိုဝီရိယနဲ့ကြိုးစားအထုတ်ပြီးတဲ့အခါမှာနံပါတ်5ကပညာတဲ့။အဲ့ဒီပညာတော့အရာရာမှာဆင်ញင်သုံးသပ်နိုင်တဲ့ပညာ။ အဲ့ဒီကနေပြီးတော့ဖေအရာမှမမြဲဘူးဆိုတဲ့ဝိပဿနာပညာဒီဟာရှိကိုရှိရမယ်လို့ဆိုလို့ကိုတွေးနေတဲ့အတွေးတွေအာယုန်တွေနဲ့ပတ်သက်ပြီးကြည့်တော့ဩတွေးတဲ့စိတ်ကလည်းမမြဲဘူးတွေးနေတဲ့အာယုန်တွေကလည်းပဲပျောက်ကွယ်နေတာဆိုတဲ့သဘောတရားတွေကိုဆင်ញင်သုံးသပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ခုနကအတွေးတွေဟာရပ်ဆိုင်သွားမှာပဲဖြစ်တယ်ပေါ့အဲ့ဒါလို့ ဝိပဿနာပညာနဲ့မမြဲတဲ့သဘောတွေကိုစင်ကြယ်စဉ်းစားပေးရမယ်။အဲ့ဒီတဖြည်းဖြည်းကိုယ့်ရဲ့ပညာဟာရင့်ကျက်လာမှာဖြစ်တယ်။အဲ့တော့ဆရာကောင်းသမားကောင်းဟာအရေးကြီးတယ်။ဆရာကောင်းသမားကောင်းပေါ်မှာမိပြီးတော့ကိုချင်းသီလကိုချင်းသီလရှင်းရမယ်။ဆရာကောင်းသမားကောင်းထံကနေပြီးတော့တရားစကားကြားနာမှုရှိရမယ်။ကြိုးစားအထောက်တဲ့ဝီရိယရှိရမယ်။အသိပညာရှိရမယ်လို့ဒီ၅မျိုး ကိုယ့်ရင်ထဲနှလုံးထဲမှာအခိုင်မာတည်ဆောက်ပြီးတဲ့နောက်မှာတဲ့ဒီဝိပဿနာဒီတရားချင်းစဉ်၄မျိုးကိုဆက်လက်ပြီးတော့ကျင့်သုံးပါမြတ်စွာဘုရားဘေကိယဟော